ဟိုလာပြီးတော့မျှဝေပေးချင်တာကတော့တကယ်ကိုမှအရန်ကောင်းတယ်ပေါ့နော်ဒါကတော့အခုဒီလူငယ်တွေစူးစမ်းနေတဲ့လူငယ်တွေအတွက်ခွန်အားဖြစ်စေတယ်ပေါ့နော်ခွန်အားရပါတယ်ဒါကြောင့်မလို့ပြန်လဲပြီးတော့မျှဝေပေးလိုက်တာဖြစ်ပါတယ်ဒါကြောင့်မလို့လူငယ်တိုင်းလူငယ်တိုင်းဒီဗီဒီယိုလေးကိုဝင်နားထောင်သွားပါတော့လူငယ်တိုင်းရဲ့လို့မဟုတ်ကိုဘွားကိုအောင်မြင်ဖို့စူးစမ်းနေတဲ့သူတိုင်းဒီဗီဒီယိုလေးကိုတကယ်နားထောင်ပြအောင် နားထောင်ပြီးဘဝရဲ့ဘဝရဲ့ရည်မှန်းချက်တွေအောင်မြင်ကြပါစေလို့ပြောချင်ပါတယ်ဗောနော်โอเคနားထောင်ပညာဆိုတော့ဘာနဲ့တူလဲဆိုရင်ပတ်စံ88ကိုနေ8လို့မင်းပညာသိရင်ပတ်စံတော့ဝင်တယ်ဒါပေမဲ့ထက်ထက်လို့မရတော့ဘူးပညာသိလို့ဆိုတော့ဘာလို့88ကိုချဲ့တာဟုတ် learning and enjoyment အရင်ရည်ကြီး ability to learn is ability to earn သူရဲ့ earn နဲ့ earn ကြလိမ့်ပြီးတော့ earn မယ်ရှောက်ပြောပြီးတော့ earn လုပ်မယ် ဒါပေမဲ့ learn မလို့ learn and earn same ဆိုအသက်ပညာအသိပညာ general knowledge လူတွေအကြောင်း marketing အကြောင်း sales အကြောင်း negotiation finance and accounting power influence how to talk how to persuade how to motivate other people english chinese အဲ့ဘာလဲအဲ့ဒီကြီးကြီးလာတာကြိုက်တာလုပ်လို့ရမှန်တယ်လိန်ပြီးတော့လည်းပတ်စံရှာလို့ရတခုခုလည်းပတ်စံရှာတယ်အဲ့အဲ့က အဲ့အိတ်ချဲ့ဖို့ကြတော့ကျွန်တော်တို့ကကြိုက်တာလုပ်လို့ရတချို့ကအိတ်ကြီးကြီးလုပ်ပြီးတော့အိမ်ပဲကြီးအောင်လုပ်တာကိုကောက်မထည့်နိုင်လဲပတ်ဆိုင်မရှိဘူးအိတ်ကြီးအောင်ချဲ့မလားနှစ်ခုလုံးလုံးတင်ဖို့လိုတယ်မလုပ်ဖြစ်ဘူးအဲ့လိုလူတွေတိုင်ပတ်နေရအများကြီးတီးပြီးတော့လှုပ်တတ်တဲ့လူဆိုနောက်တစ်ဆင့်ရောက်အဲ့တော့ကျွန်တော်ခုနကပြောတဲ့စုတူပြုလုပ်ဖို့လိုတယ်ဒါပေမဲ့စပြီးစလုပ်သေးရင်အာမတူချင်ဘူးအစ်စ်လုပ်ချင်မလုပ်နဲ့ copy ရင်လုပ် copy လုပ်ပြီးတော့ကိုယ့်ရဲ့အတွေ့အကြုံနဲ့ပြန်ပေါင်းပြီးအသစ်ကိုပြန်လုပ်အဲ့ဒါအရင်ရေးချင်အဲ့တော့ learning and enjoyment အဲ့တော့ဒီလုပ်ငန်းမှာကျွန်တော်ကျွန်တော်မြင်တာ CR1 မှာအရင်အကောင်းဆုံးချစ်စရာအကောင်းဆုံးတော့မှလည်းဆိုရင်ပျော်ရွှင်မှုပဲဒီလုပ်မှာပျော်ရွှင်ဒီဟုတ်ကကျွန်တော်ပျော်ရွှင်မှုရှိတယ်အဲ့ကျွန်တော်တကယ်ကျွန်တော်တွေ့ရတယ် campus တိုင်းမှာတွေ့ရတယ် campus တိုင်းမှာတွေ့ရတယ်လူတိုင်းမှာတွေ့ရဘာလို့သူတို့လုပ်ဟုတ်တယ်เนาะဒါဒီဗီဒီယိုဖိုင်လေးကိုနားထောင်ရတာတကယ်ကိုမှ ခွင့်အားဖြစ်တယ်ပေါ့နော်ကျွန်တော်ကတော့ခွင့်အားတော်တော်လေးဖြစ်တယ်မြင်လဲမြင်တယ်ပေါ့နော်ဒါကတော့စူးစမ်းနေတဲ့သူတိုင်းဟာတကယ်ကိုခွင့်အားဖြစ်စေနိုင်မယ်လို့ကျွန်တော်လည်းယုံကြည်ပါတယ်ပေါ့နော်ဒါကတော့ကျွန်တော်နားထောင်ကြည့်တယ်နားထောင်ကြည့်တကယ်ကိုအရန်အဆင်ပြေတယ်ပေါ့နော်ပြန်တဘောကြတယ်ပေါ့နော်အကြောင်းမလို့ဒီ video file လေးကိုကျွန်တော်အနေနဲ့ပြန်လဲပြီးတော့ share လေးလုပ်ပေးလိုက်တာဖြစ်ပါတယ်ဒါကြောင့် video လေးတွေကိုကြည့်ရှုပြီးသွားလို့ရှိရင်လည်းနော် အာ line share လေးတွေလောက်ထားပြီးပေါ့နော်ဒီလိုမျိုးတကယ်အကျိုးရှိတဲ့တကယ်ကိုတန်ဖိုးရှိတဲ့ဒီလိုမျိုး video လေးတွေဆိုလို့ရှိရင်လည်းကျွန်တော်အများအတိုင်း share လုပ်နေတာဖြစ်ပါတယ်နော် share video လေးတွေ video blog လေးတွေပေါ့နော်တကယ်လူငယ်တွေအတွက်လူတိုင်းအတွက်အဆင်ပြေမယ်ဆိုတဲ့ဟာလေးတွေဆိုလို့ရှိရင်ကျွန်တော် blog လေးတွေအများအတိုင်းရိုက်တင်နေတာဖြစ်တာကြောင့်မလို့ဒီလိုမျိုးတကယ်တန်ဖိုးရှိတဲ့ဒီလိုမျိုး file လေးတွေဆိုလို့ရှိရင်လည်းအများအတိုင်း share လုပ်ပေးနေတာကြောင့်မလို့ပေါ့နော်ဒါကြောင့်မလို့ ဗီဒီယိုလေးတွေပေးတာပြီဆိုရင် like share လေးလောက်ထားပေးပါเนาะတကယ်ဒီလိုမျိုးဗီဒီယိုလေးတွေတင်လာတဲ့အခါကျရင်လက်မလွတ်ရအောင်နားထောင်လို့ရပြီးရင်ကိုဘွားတွေကိုအောင်မြင်အောင်เนาะအောင်မြင်အောင်တူပွားအောင်လုပ်နိုင်တဲ့သူတွေကြကြပါစေလို့ဆုမွန်ကောင်းတောင်းရင်းနဲ့ဗီဒီယိုလေးကိုဒီမှာပဲဆက်တက်ပါမယ်ကိုလုံဖိုင်ကိုရှိလို့ autonomy ရှိရအောင်မှန်ဟုတ်တယ်ဘိုင်ဘိုင်เนาะနောက်ပြင်ညာဆိုတော့ဘာနဲ့တူလဲဆိုရင် ပတ်စံ88ကိုနေ8လို့မင်းပညာသိရင်ပတ်စံတော့ဝင်တယ်ဒါပေမဲ့ထက်ထက်လို့မရတော့ဘူးပညာသိတယ်ဆိုတော့ဘာလို့အဲ့